င်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ဆလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်အထိနာပြီးပြန်ဆုတ်သွားတဲ့ကြောင်းတင်ဆက်ပေးပါမယ်မကွေတိုင်းဆလင်းမြို့နယ်အတွင်းအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကတော်လိုင်းတပ်တွေရဲ့တိုက်ခိုက်ခံရမှုကြောင့်အထိနာပြီးပြန်ဆုတ်ခွာသွားကြောင်းဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာကအေပီလ13ရက်နေ့မှာထုတ်ပြန်ပါတယ်စစ်ကောင်စီစစ်ကြောင်းကအေပီလ10ရက်မနက်မှာဆလင်းမြို့မှရဲစခန်းမှာအင်အားတရာကျော်နဲ့စုဖွဲ့မှုပြုလုပ်ပြီးဆလင်းမြို့နီးကျေးရွာတွေကိုစစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တယ်လို့ဆိုပါရယ်အဲဒီနေ့မှာပဲစစ်ကောင်စီတပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ပြီးရင်နောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရနေလယ်ပိုင်းမှာဆလင်းစင်ပြူကျွန်းလမ်းပိုင်းကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းဆလေးပါကဖကအတည်ပြုပါရယ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်မှထိခိုက်ဒေဆုံမှုတွေရှိကြောင်းသိရတော့လဲအတီးကြောင်ကိုတော့စုံစမ်းနေစေဖြစ်ကြောင်းဖော်ပြပါရယ် စာကားစာဘက်ကစစ်ကြောင်းထိုးလိုက်သူတို့ရဲ့အထိုင်စခန်းကိုပြန်ဆုပ်လိုက်လုပ်နေတာပြီးတဲ့လကတည်းကနေအခု၁၀ရက်နေ့ပြန်ဆုပ်ပြီးရနောက်၁၇ရက်နေ့မှာလင်းစင်စခန်းကိုပြန်ဆုပ်ပြီးလင်းစင်အနီးတဝိုင်းစစ်ကြောင်းထပ်တိုးလို့ထပ်တိုက်ရတယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဘော်တုံးကစစ်ကောင်စီစစ်ကြောင်းထိုးမှုအခြေအနေကိုရှင်းပြပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းကစလင်းမြို့နယ်အတွင်းရှိစလင်းစင်ပြူကျွန်းနဲ့တညောင်လန်ပိုင်းကိုထိန်းချုပ်ဖို့ကြိုးပမ်းနေခြင်းဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူကအတည်ပြုပါရဲအစိုးရလမ်းပိုင်းကိုစစ်ကြောင်းထိုးရမှာစစ်ကောင်စီတပ်ကပြည်သူများရဲ့ကျင်းရွာများမိရှုပြီးနဲ့ဖမ်းမိအရက်သားတွေကိုတပ်ဖြတ်ခဲ့ပါရဲဒါပြင် AP 20ရက်နောက်ပိုင်းမကွေးတိုင်းရှိသလင်းပွေဖြူနယ်စေတုတ္တရာမြို့နယ်တို့ကိုလေကြောင်း drone နဲ့လက်နက်ကြီးစစ်စင်ရေးများပြုလုပ်မယ်လို့စစ်ကောင်စီလော်ဘီများကဝါဒဖြန့်နေပါရဲဆလဘီမိုးပြင်းမြို့ကိုစစ်တပ်ကဆက်လက်စစ်ကြောင်းထိုးနေလို့တိုက်ပွဲပြင်းထန်နေပြီးနေပြည်တော် PDF တပ်ဖွဲ့မှဒုတက်ခွဲမှုတအုပ်ကြဆောင်နေကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်ဖေကုံမြို့နယ်မိုးပြင်းမြို့ ုကိုအစံဘတ်စတက်ကဆက်လက်ဆွကြောင်းထူနေလို့တိုက်ပွဲပြင်းထန်နေပြီးနေပြည်တော် PDF တပ်ဖွဲ့မှဒုတိယတပ်ခွဲမှုတောင်းကြဆောင်ကြောင်းနေပြည်တော် PDF တရင်ရှိရငါမှာတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်။မလ22ရက်နေ့ကမိုးပြဲလွိုက်ကောလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်အစံဘတ်စကောင်စီတက်ကလက်နက်ကြီးလေးကြောင်းပစ်ကိုယူပြီးအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ရာတိုက်ပွဲပြင်းထန်ခဲ့ပြီးအမတ်ရှိရငါတရင်နေပြည်တော်ပြည်သူကာကွယ်ရေးတပ်ထဏောင်းစစ်ကြောင်းတက်ခွဲတင်မှဒုတိယတက်ခွဲမှုရဲဘော်ငတိကြဆောင်က၄ဦးထံရရရှိ ိခဲ့ကြောင်းသိရပါတယ်။ကြားရကတော့ခွဲမှုတယောက်တည်းပါထိနာကတော့နောက်ထပ်ရဲပေါ်လေးယောက်ထိတဲ့စာခရီဘက်ကရှေ့ကိုစတိုးပြီးအတင်းပြလို့ကျွန်တော်တို့ဘက်ကလည်းနောက်မဆုတ်ပဲခုခံကာကွယ်ရင်းဒူးခွဲမှုကြသွားတာစာခရီဘက်ကတိုးလာရင်တော့ကျွန်တော်တို့ကကာကင်းရဲပေါ်ရင်းနဲ့ထိတွေ့မှုအမြင်ဖြစ်တဲ့စာခရီဘက်ကကြားဆုံးမှုတော့မတိရသေးဘူးလို့နေပြည်တော် PDF တရင်ရှင်ရငါမှာတာဝန်ရှိသူတောက်ကသတင်းဌာနကိုပြောပါတယ်။ရဲပေါ်ငတိကအမတ်ရှင်ရငါတရင်အမတ်စင်နဲ့ အခြေခံစစ်တနံပြီးမြောက်ပြီးရဲ့နောက်နှစ်နှစ်ခွဲကျော်ကြာရတာဝန်များကိုရွရွချွတ်ချွတ်ထမ်းရွက်ခဲ့တဲ့စံပြရေဘော်ကောင်တောက်ဖြစ်ကြောင်းရေဘော်ငတိကိုယောင်ထွန်းပြောင်စွာကြာဆုံးသွားတဲ့အတွက်ကျန်းရည်သူမိသားစုနဲ့ထပ်တူဝန်နဲ့ဥညွတ်ကွန်ယူပါကြောင်းတရင်ရှိရငါအနေနဲ့ဆရာနာရှင်စနစ်ကြာဆုံးရေးအတွက်အာသွန်ခွန်ဆိုင်ပုံမူစူးစမ်းတာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။အကြံဖတ်စက်ကောင်စီတက်က2025ခုနှစ်နှစ်စာပိုင်းကစပြီးမိုးပြင်းလွိုက်ကော်လန်ပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်လက်နက်ကြီးပစ်ကူဒရုန်းနဲ့လေကြောင်းပစ်ကူအလွန်အကျွံသုံး င်ပြီးထိုးစစ်ဆင်လျက်ရှိပြီးမဟာမိတ်တပ်ပေါင်းစုနှင့်နေစဉ်ရက်ဆက်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရပါရယ်အခုလက်ရှိအခြေအနေအရမိုးပြင်းမြို့ကိုပူပေါင်းတမထိန်ချုပ်ထားပြီးအကြံပတ်စစ်ကောင်စီတပ်ကတိုက်ပွဲအင်အားမဟုတ်တဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်းလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိတဲ့အတွက်အရတားပြည်သူများထိခိုက်ဒေဆုံးမှုတွေလည်းရှိကြောင်းသိရပါရယ် ဆလပ်ပြီးရွှေချင်းညောင်ကြောင်ချင်းရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်ကောင်စီဘက်မှ၉ဦးတိဆုံးပြီးတော်လိုင်းရဲဘော၃ကြာဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရွှေချင်းမြို့နယ်ညောင်ကြောင်ချင်းရွာမှာတက်ဆွဲကင်းချထားတဲ့စစ်တပ်ကိုတိုက်ခိုက်ရာစစ်ကောင်စီဘက်မှ၉ဦးတိဆုံးပြီးတော်လိုင်းရဲဘော၃ကြာဆုံးသွားခဲ့တဲ့တောင်ညိုကော်လန် P2906 မှာတာဝန်ရှိသူတောင်ကပြောကြားခဲ့ပါတယ်။ AP လ17ရက်နေ့မနက်6:55မိနစ်ခန့်ချင်းရွှေချင်းမြို့နယ်ညောင်ကြောင်ချင်းရွာမှာကင်းချထားတဲ့အကြမ်းဖက်စစ်ကောင် စီတပ်သားအင်အားတရာကျော်ခန့်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်းအကြံပတ်စစ်ကောင်စီတပ်သား၉ဦးသေဆုံးပြီး၆ဦးထိခိုက်ဒဏ်ရာရရှိပြီးတော်လိုင်းရဲဘော်၃ဦးကြာဆုံးကြောင်းသိရပါတယ်။ဘာမထွေထွေဒူဒူမတ်ချက်မပေးချင်ပါဘူး။ကျွန်တော်တို့ရဲဘော်တွေအတွက်ကျွန်တော်တို့ပြည်သူတွေအတွက်တောင်းညိုကစက်ယုံနေမှာပါလို့တောင်းညိုကော်လန် P2990 စစ်မှာတာဝန်ရှိသူတောင်းကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတောင်ညိုတိုင်ရင်းနဲ့ဝေါ်ပါကပါအင်းတကောပါကပါတို့ကပူပေါင်းလုံဆောင်ခဲ့တာဖြစ်ကြောင်းသိရပါဗျ။ နောက်ထပ်တစ်ပုတ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရကယာယီအပြစ်ခတ်ရေးဆိုင်ကာလာကိုတပတ်ထမှန်တိုးမြင့်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကယာယီပြစ်ခတ်ရေးဆိုင်ကာလာကိုတပတ်ထမှန်တိုးမြင့်လိုက်ကြောင်း NUG ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။မလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်တန်းကြောင်းလူသားချင်းစာနာထောက်ထားမှုအကူအညီပင်းရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ဖို့အတွက်ငလင်တန်းတဲ့ဒေသတွေနဲ့ဆက်ဆက်တဲ့ခရိုင်များအတွင်းခုခံကာကွယ်စစ်ကလွှဲပြီးထိုးစစ်အားလုံးရက်သက်နှစ်ပတ်ကြာမလ30ရက်နေ့မှ AB စနေနေ့ထိရက်ဆိုင်ထားဖို့ ုကြီးညာခဲ့ကြောင်းအဲဒီနောက်ငလင်ကျောင်းအသက်အိုးအိမ်ထိခိုက်ဆုံးရှုံးမှုကြီးမားခဲ့တဲ့မြန်မာပြည်သူတွေကိုနှစ်သိမ့်အားပေးမှုပြုနိုင်ဖို့ရည်ရွယ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရကဧပြီလ3ရက်မှ20ရက်နေ့ထိကာလကိုနိုင်ငံလုံးဆိုင်ရာဝန်ထဲကြီးကွယ်နေနှစ်သိမ့်အားပေးရသက်တပတ်အပြင်သတ်မှတ်ခဲ့ကြောင်းဒါကြောင့်အစိုးရရသက်တပတ်အတွင်းလူသားချင်းစာနာထောက်ထားမှုအကူအညီပေးဆိုင်ရာလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်လို့ကငလင်တန်တဲ့ဒေသများနဲ့ဆက်ဆက်တဲ့ခရိုင်များတွင် AB 73ရက်မှ20ရက်ထိခုခံကာကွယ်စစ်ကလွှဲပြီးထိုးစစ်အားလုံး ဆက်လက်ရန်ဆိုင်ထားဖို့နဲ့ပြည်ရင်းပြည်ပအကူအညီကယ်ဆယ်ဖွဲ့များကိုလိုအပ်တဲ့အကူအညီနဲ့ကာကွယ်ဆောင်ရှောက်မှုပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကအထူးညွန်ကြားချက်၃မြင်းဆောင်၂၀၂၅နှစ်ပြည်သူ့ကာကွယ်တပ်မတော်နှင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကိုညွန်ကြားလိုက်ကြောင်းသိရပါတယ်။ထိုးစစ်ကိုနှစ်ပတ်ကျွန်တော်တို့ရန်နာထားတာဖြစ်ပါတယ်။နှစ်ပတ်ရန်နာထားတာကတော့30ရက်နေ့မှလ30ရက်ကစတယ်။စပြီးတော့ကျွန်တော်တို့7ရက်နေ့ဆိုရင်ပြည့်ပြီပြည့်တဲ့အတွက်ကျွန်တော်တို့နောက်ထပ်9ရက်ပေါ်9ရက်တာကာလကိုလည်းကျွန်တော်တို့နိုင်ငံလုံးဆိုင်ရာပြည်သူလူထုဝမ်းနည်းကြေကွဲမှုနှစ်သိမ့်အားပေးမယ့်ရက်သက်တပတ်ဆိုပြီးတော့လည်းဒါအန်ယူဂျီကကြေညာထားတာရှိတယ်။ အဲ့ဒီအတွက်ကြောင့်မလို့နောက်ထပ်တပတ်73ရက်နေ့ကစပြီးတော့နောက်ထပ်တပတ်ကိုထိုးစစ်ဆင်ရဆဲဖို့အတွက်ဆက်လက်ပြီးတော့ကာလတိုးချဲ့သွားဖို့လို့ NUG ဝန်ကြီးချုပ်ယုံပြောင်းရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကမနေ့ကသတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ပြောဆိုပါတယ်။အစံဖက်စစ်ကောင်စီကလည်းအေပီလာ2ရက်နေ့အေပီလာ22ရက်နေ့ထိရှားရီအပြစ်ခတ်ရဆဲရေးကြီးညာထားတော့လေထိုးစစ်များဆင်နွှဲခြင်း၊လင်းရင်များနဲ့ပုံကျဲခြင်းများစတိုင်လုံဆောင်တွေကပြည်သူများထိခိုက်ဒေဆုံမှုတွေစတိုင်ဖြစ်ပွားလျက်ရှိတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ ဇလပီဟင်္ဒရာမှာစစ်မှုထမ်းရန်နေအိမ်ကိုတွားရောက်ခေါ်ဆောင်တဲ့အုပ်ချုပ်ရေးမှူးတပ်နိုင်ဓာတ်ခုတ်ခံရပြီးတေဆုံကကြုံပြော်မှလည်းအုပ်ချုပ်ရေးမှူးလှတိုင်းပြစ်ခတ်ခံရပြီးတေဆုံနေကြောင်းတင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းဟင်္ဒရာမြို့နယ်မှာစစ်မှုထမ်းဖို့နေအိမ်ကိုတွားရောက်ခေါ်ဆောင်တဲ့အုပ်ချုပ်ရေးမှူးတပ်နိုင်ဓာတ်ခုတ်ခံရပြီးတေဆုံသွားကြောင်းဒေသခံပြည်သူတွေကပြောကြားခဲ့ပါတယ်။အေပီလ17ရက်နေ့မှာဟင်္ဒရာမြို့နယ် တနွန်တနော့ချင်းရွာအုပ်စုအကျန်းဘတ်စတက်ခန့်အုပ်ချုပ်ရေးမှူးတနိုင်ကမကြီးကုံချင်းရွာမှလူငယ်တအုပ်ကိုစစ်မှုရန်အလဲကြရည်လို့ဆိုပြီးတွားရောက်ခေါ်ဆောင်ခဲ့ကြောင်းသိရပါဗျာ။ အဲ့လိုလာရောက်ခေါ်ဆောင်စဉ်အင်ရှင်ကနေနေအိမ်ပေါ်ရောက်မှဒါနဲ့ခုတ်ခေရရှာအိမ်မှုတက်နိုင်ဥကောင်ပြတ်တန်ရာရရှိပြီးတည်ဆောင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ဒါပြင်အေရီတိုင်းဂျုံပြောမျိုးနဲ့ငကြီးတူကျေရွာအုပ်စုအုပ်ချုပ်ရေးမှူးလှဆိုင်ကမြို့နယ်အစည်းအဝေးမှာပြန်လာစဉ်တနက်နေ့ပြစ်ခတ်ခံရပြီးတည်ဆောင်းသွားကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။အေဘီလာဆိုင်ရင်နီနီလယ်နှစ်နိုင်ကမ်းမှာဂျုံပြောမျိုးနဲ့ငကြီးတူကျေရွာအုပ်စုအုပ်ချုပ်ရေးမှူးလှဆိုင်ကမြို့နယ်အစည်းအဝေးမှာပြန်လာစဉ်အမည်မသိတနက်သမားတွေကပြစ်ခတ်တိုက်ခိုက်ရာတနက်ကြီး50အထိမှန်ပြီးတည်ဆောင်းခဲ့ခြင်းဖြစ်ကြောင်းသိရ ရပါတယ်။တည်ဆောင်းသွားတဲ့အုပ်ချုပ်ရေးမှူးနာကျိုင်ကအကြံဖက်စစ်တပ်ရဲ့အမာခံတောက်တိုင်တအုပ်ဖြစ်ပြီးကျင်းရွာအုပ်စုတွင်စစ်ကောင်စီတပ်စိုးရှိဖို့လှုံ့ဆော်ပေးနေသူဖြစ်ကြောင်းဒါပြင်အကြံဖက်စစ်တပ်အတွက်တပ်သားတွေစုဆောင်ပေးခြင်းအတ္တမငွေကြေးကောက်ခံခြင်းတွေကိုလည်းပြည်သူအပေါ်ကျူးလွန်နေပြီး၎င်းတရင်ပြည်တိုင်ကြားမှုကြောင့်ထွက်ပြေးတင်းရှောင်နေရတဲ့လူငယ်များရှိကြောင်းသိရပါတယ်။